ဖူခက်တွင် ပထမဦးဆုံးရေအောက်အနုပညာပြတိုက်တည်ဆောင်ပြီးဖူခက်တောင်ပိုင်းရာချာကျွန်းအနီမှာကမ္ဘာလှည့်ခရီးသွားတွင်ဆွဲဆောင်နိုင်ဖို့အတွက် ပထမဆုံးရေအောက်ပြတိုက်တည်ဆောင်တော့မှာဖြစ်ကြောင်းဖူခက်နေဦးတင်မှာဖော်ပြထားပါသည်ဒါဟာအရှိတောင်အာရှမှာ ပထမဆုံးသော ရေအောက်အနုပညာပြတိုက်ဖြစ်လာမယ့်အပြင် RAYA ဖူခက် Underwater at Museum အချက်ချတစ်ခုဖြစ်လာပြီးကမ္ဘာအနောက်ကိုဆွဲဆောင်ဖို့လည်းရည်မှန်းထားပါသည် ပြတ်တိုက်အတွင်းထူးခြားတဲ့ရင်ငုတ်အတွေးကြောင့်ကိုပေးဆောင်မဲ့အပြင်တဘာဝတယံစာသာတန်တန်ကြောက်တဲ့အသူတွေပုံဖော်ထားရှိကအနဝါထင်းတဲ့ရေကိုမြှင့်တင်ဖို့အတွက်လည်းရည်ရွယ်ထားပြီးလာရောက်လေပတ်သူတွေအဖို့ထူးခြားတဲ့အတွေးကြောင့်တစ်တွေပေးဆွမ်းနိုင်မှာဖြစ်ပါတယ်ဖုခက် at association ကဦးစီးပြီးဒေတာတွေနုပညာရှင်တွေနဲ့ပူပေါင်းကယမယနာဆဝင်းခန်းကဆက်ရောက်တွေကိုရေအောက်ပပုတ်တွေအဖြစ်ဖန်သေးပြီးဟန်နုမန်ပပုတ်ရုပ်ကိုလည်း2025ခုနှစ်အပိလအတွင်းမှာ အပြည့်သက်စင်ဖန်တီထုလုပ်သွားမှာဖြစ်ပါတယ်။ပြပွဲဆောင်လို့ပြည်စည်းဖို့အတွက်အချိန်နဲ့နှစ်ကနေ၄နှစ်နီးပါးကြာမြင့်မှာဖြစ်ပြီးဗပုယုတ်ထုဆန်ကန်းချက်ကျော်ပါဝင်ပြသသွားမှာဖြစ်ပါတယ်။ရေအောင်အမှုပညာပြတိုက်ကရေငုတ်သမားတွေကိုဆွဲဆောင်ရုံသမကတက်ရှိအနဝတက်ရှိတွေနေထိုင်ရအဖြစ်လဲဖန်တီပေးမှာဖြစ်တယ်လို့ဖူကက်ခီးသွားလငန်းအတွက်အကျိုးသက်ရောက်မှုများစွာကိုလည်းပေးဆပ်နိုင်မှာဖြစ်ပါတယ်။ RAYA 4K Underwater at Museum ကကဘာပေါ်မှာဆက်တခုမြောက်ရေအောင်နုပညာဆွဲဆောင်မှုဖြစ်လာမယ့်အပြင် 4K အတွင်းရေရှည်တည်တာတဲ့ခီးသွွားလုပ်ငန်းကိုမြှင့်တင်ဖို့အတွက်အထင်ကြီးပြရောက်တခုဖြစ်လာမယ်လို့လည်းမျှော်လင့်ထားကြပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။